ကမ္ဘာအစင်းရဲဆုံးနိုင်ငံ၃နိုင်ငံထဲမှာမြန်မာပါနေပြီလားချစ်လာသောပရိသတ်ကြီးရှင်အစင်းရဲဆုံးဆိုတာကိုဘယ်လိုတိုင်းတာလဲဆိုရင် အလဲဆုံးနိလန်းကတော့တအူးချင်း GDP GDP ပါကက်ပီတာကိုကြည့်ပြီးတိုင်းတာတာပဲဖြစ်ပါတယ်ဒါကနိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးထုတ်ကုန်ပမာဏကိုလူဦးရေနဲ့စားချလိုက်တဲ့အခါတယောက်ချင်းစီရဲ့ပြည်မြဝင်ငွေဘယ်လောက်ရှိလဲဆိုတာကိုဖော်ပြပေးတာပါ 2025ခုနှစ်အတွက်ထွက်ပေါ်လာတဲ့ခံမှန်းချက်တွေပေါ်အခြေခံပြီးလက်ရှိကမ္ဘာအဆင်ပြေဆုံးထိတ်ဆုံးသုံးနိုင်ငံရဲ့အခြေအနေနဲ့သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုပွန့်ပွန့်လင်းလင်းပြောပြပေးကြပါရစေ။နံပါတ်1တောင်ဆူဒန် South Sudan 2025ခုနှစ်ရဲ့ခံမှန်းချက်တွေအရကမ္ဘာပေါ်မှာအဆင်ပြေဆုံးနိုင်ငံအဖြစ်စိန်ရင်းရဲ့ထိပ်ဆုံးမှာရပ်တည်နေရတာကတော့အာဖရိကတိုက်ကတောင်ဆူဒန်ပဲဖြစ်ပါတယ်။တောင်ဆူဒန်နိုင်ငံမှာရေနံသယံဇာတအရင်းမြစ်တွေအများအပြားရှိနေပေမယ့်ဒီရေနံကနေရရှိတဲ့ဝင်ငွေတွေကိုလည်းနိုင်ငံရေးမတည်ငြိမ်မှုတွေအကျဉ်းပြတ်ခြားစားမှုတွေနဲ့ပြည်တွင်းပြည်ပခန့်တွေဖြည့်ရှင်းရမှာပဲကုံဆုံးနေရတာကြောင့် ပြည်သူတွေရဲ့လက်ထက်ကိုအကျိုးအမြတ်မရောက်ရှိနိုင်သေးပါဘူး။အခြားအာဖရိကနိုင်ငံတွေနည်းတူရေကြီးရေလျှမ်းမှုတွေ၊မိုးကောင်ရေလျှောင်းမှုတွေလိုမျိုးတဘာဝဘေးအန္တရာယ်တွေကလည်းစိုက်ပျိုးရေးအခြေခံနဲ့ပြည်သူလူထုရဲ့စားဝတ်နည်းရေးကိုကြီးမားတဲ့ထိခိုက်မှုတွေဖြစ်နေစေပါတယ်။တောင်ဆူဒန်မှာလူပေါင်းတန်းနဲ့ချီပြီးအစာရေစာရှားပါမှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုအရေးတကြီးလိုအပ်နေပါတယ်ရှင်။နံပါတ်1ဘူရွန်ဒီဘူရွန်ဒီ ဘူရွန်ဒီနိုင်ငံဟာကမ္ဘာအစင်ရေဆုံးစည်းရဲမှာဒုတိယနေရာဒါမှမဟုတ်တတိယနေရာမှာအမြင့်တန်းလိုလိုရပ်တည်လေးရှိတဲ့အာဖရိကနိုင်ငံလေးဖြစ်ပါတယ်။ဒီနိုင်ငံရဲ့အကြီးကဆိုင်ခေါ်မှုကတော့နိုင်ငံရဲ့မြေဧရိယာနဲ့နှိုင်းယှဉ်ရင်လူဦးရေတိတ်တဲစားအလွန်မြင့်မားနေခြင်းပဲဖြစ်ပါတယ်။ဘူရွန်ဒီဟာကုန်းတွင်းပိတ်နိုင်ငံ landlocked country ဖြစ်တဲ့အတွက်ပင်လယ်ထွက်ပေါက်မရှိပါဘူး။ဒါကြောင့်ကုန်းသွယ်ရေးအတွက်ကုန်ကြမ်းဈေးတွေမြင့်တက်ပြီးကမ္ဘာဈေးကွက်နဲ့ချိတ်ဆက်ဖို့ခက်ခဲနေပါတယ်။နိုင်ငံရဲ့စီးပွားရေးဟာလည်းအကြီးအကဲအဖြစ်စိုက်ပျိုးရေးပေါ်မှာမှီခိုနေရပြီးတော့ ကော်ဖီနဲ့လက်ဖက်ဆိုင်ပြုံးမှုကနေအဓိကဝင်ငွေရရှိပါတယ်။သို့တော်လည်းနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေကြောင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာနှေးကွေးနေရပြီးစီးရဲမွဲတည်မှုတန်တရာတွေကနေရုံးမထွက်နိုင်ဖြစ်နေရပါတယ်ရှင်။နံပါတ်3ဗဟိုအာဖရိကသမ္မတနိုင်ငံ Central African Republic CAR ဒီနိုင်ငံဟာစိန်နဲ့ရွှေလိုမျိုးအဖိုးတန်တရားစားသားတွေအများကြီးပိုင်ဆိုင်ထားပေမဲ့အဲ့ဒီတရားစားသားတွေကနေရတဲ့အကျိုးမြတ်တွေကိုပြည်သူလူထုရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးမချနိုင်ပေတိုင်းပြည်မှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြည်ပခါတွေနဲ့ပြည်တွင်းစစ်တွေဖြည့်ရှင်ရေးအတွက်သာအဓိကသုံးစွဲနေရပါတယ်။ Resource Cost လို့ခေါ်တဲ့တယံဇာတကျွဲဝါမှုရဲ့ကျင်းစာဆိုးကိုခန်းစားနေရပါတယ်။အကြမ်းဖက်မှုတွေနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့လွှမ်းမိုးမှုတွေကြောင့်နိုင်ငံအတွင်းမှာလုံခြုံရေးအခြေအနေဟာအလွန်ပဲဆိုးရွားနေပြီးပြည်သူထောင်ပေါင်းများစွာဟာနေရဆုံခွာထွက်ပြေးနေရပါတယ်။ဒါကြောင့်ဗဟုအာဖရိကသမ္မတနိုင်ငံမှာဆင်းရဲမွဲတေမှုအခြေအနေဟာအနက်နဲ့ဆိုင်ဆိုင်ကိုအမြင့်တွင်နေပါတယ်ရှင်။ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့အစဉ်သတ်မှတ်ချက်ကဲချစ်ပရိသတ်တွေအထူးစိတ်ဝင်စားတဲ့မိကွန်းတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံဟာအစင်းရဲဆုံးနိုင်ငံစည်းမှာနံပါတ်ဘလောက်ရှိပြီလဲဆိုတဲ့အပိုင်းကိုအတိအကျပြောပြပေးကြပါရစေ။မြန်မာနိုင်ငံဟာကမ္ဘာနိုင်ငံတွေရဲ့တဦးချင်း GDP အဆင့်သတ်မှတ်ချက်စီးရင်မှာအောက်ခြေအဆင့်165ကနေ195ကျားမှရှိနေတဲ့အတွက်ဝင်ငွေနှဲပါတဲ့နိုင်ငံတွေထဲမှာပါဝင်နေစေဖြစ်ပါတယ်။ အထူးသဖြင့်2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေပြည်တွင်းပဋိပက္ခတွေနဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေများပြားလာတဲ့အတွက်စီးပွားရေးတိုးတက်မှုနှုန်းဟာရော့ကျလာခဲ့ပြီးပြည်သူလူထုရဲ့စားဝတ်နေရေးခက်ခဲတွေဟာလည်းပုံမဆိုးရွားလာနေတာကိုလည်းဝမ်းနည်းစွာတွေ့ရှိနေရပါတယ်ရှင်။ဒီလိုအဆိုးရွားဆုံးစီးပွားရေးအခြေအနေတွေကိုရင်ဆိုင်နေရတဲ့နိုင်ငံတွေအကြောင်းကိုပြောပြခဲ့ရတာစိတ်မကောင်းစရာဖြစ်ပေမယ့်ဒီအချက်လက်တွေကနေတဆင့်ကမ္ဘာကြီးရဲ့အခြားတစ်ဖက်မှာရှိတဲ့ လူသားအချင်းချင်းရဲ့ခက်ခဲနှက်ဆိုင်တဲ့ဘဝတွေကိုနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါသေးရဲ့နော်။